မြန်မာပြည်ကအမှုပညာတဲ့တချို့ဟာလေတော်တော်ကိုစိတ်ဓာတ်တွေအောက်တန်းကျတယ်နော်ငါဝင်းဝဖို့အလောက်ပဲတိတဲ့အောက်တန်းစားတွေလို့ပြောရင်နိုင်အောင်မယ်နော်အခုမင်းအောင်မှန်ရဲ့အတူအရောင်ရွေးကောက်ပွဲမှာစောက်ရှက်မရှိဝါရဖြန့်ချီကဝင်ရိုက်တဲ့စောက်ခွက်တွေမှတ်ထားပါဒါပြည်သူတိုက်ရိုက်စော်ထားတာနော်အဲ့ဒီမှာနေဝင်းဆိုရင်မဟာဆိုင်အောင်စောက်ခွက်ပြောင်ပြောင်နဲ့လာရဲသေးတယ်ငါလုံးမလားတဲ့လူဘွားဘွားချက်ကဘယ်တော့လူဘွားဘွားရဲ့ထိထား အဲမင်းတို့လေတိုင်းပြည်မှာပြည်သူအပေါ်ကိုမယက်တည်နိုင်အောင်မှဒီမတရားတဲ့အရာကြီးကိုတရားပါတယ်လို့တော့ဝင်မယက်ကြနိုင်ပြီကွာဒါကလူစိတ်မဲ့တဲ့အရာဖြစ်သွားပြီဒါတော့တိုင်းပြည်လုံးကမီးရှို့နေတဲ့ဘုံကျဲနေတဲ့နေ့စဉ်တက်ဖြတ်နေတဲ့လေရင်နဲ့ဘုံကျဲတာမင်းတို့အမြင်ဒါတွေကိုမင်းတို့ဘလို့စိတ်နဲ့ဒလို့စကားမျိုးတွေပြောပြီးဒီအလုပ်တွေလုပ်လို့ရတာလေစဉ်းစားလို့မတတ်ဘူးဒီမှာကြည့်ပါဟောဒါအားလုံးတီဗီမှာတွေ့နေကြမှာပါနော်မကြည့်ပါ ်ไม่หอบครับนี่รู้ยินเสร็จบ้งถองไดตอลายยังไม่หอบครับเนี่ยเนตู้สู่ก็ยะไคปี่ดูญัตนามาไม่จีกว่าดะลောက်ซีลงหญิญึดเดเนาะออกเทยะไคปี่ดูดิตะลောက်ลောက်နေတဲ့ဟာကိုမင်းတို့ဒီအနေနဲ့မပါနိုင်အောင်မလွတ်လွတ်လပ်လပ်တော့ရန်သူအားမေးမလုပ်နဲ့လေအခုကရခိုင်တပြည်လုံးမှာစစ်စစ်ညက်ညက်ကြည်အောင်ဘုံကျဲနေတဲ့စစ်တပ်ကိုเนาะမှာကြည့်လိုက် မနာကြဘူးလားမနာကြတာလားမတွေးမတွေးတာဘူးငါတို့ကတော့ဟိုမထင်တော့ဘူးတော့တောင်ဟိုမျက်နှာပြောင်းမယ်တိုင်းပြည်အင်းနဲ့ပြည်သူပေါ်ကိုတော့ရုံမှကြားလိမ့်မယ်လို့မထင်တော့ဘူးအဲ့လိုပေါ့နော်မကြီးမကြီးမကြီးမြေလူရင်ချက်တွေမှားနေတယ်အိမ်ပါဆရာမတရားအမြင်နဲ့ပြောရမယ်ဆိုရင်တန်ရာတွေများနေတဲ့တိုင်းပြည်ကိုတန်ရာတွေပျောက်ကင်းသွားအောင်လှုပ်ပေးနိုင်မှာစစ်မှန်တဲ့ဒေါ်လာရင်းဖြစ်တော့မှာပေါ့ကွာ အဒီတိုင်းမိဒံယံများတာဘယ်လိုလုပ်လို့ပြည်သူတွေလုပ်လို့လဲမင်းတို့လည်းအဲ့ဒီစကအဲ့ဒီဒံယံတော့တွေပြောတာမရှက်ဘူးလားဟိုအကောင်းကြတာပါ DVD ရုပ်ရှင်ကရိုက်တဲ့ကောင်တွေမေးတီစမ်းမှာကွာမေးလို့ရတဲ့ကောင်အဲ့ဒီဒံယံတော့စကလုံးတွေပြောတာမင်းတို့ပါဇက်တွေမရဘူးလားဒီတိုင်းမိဒံယံတွေရနေတယ်ဆိုအောင်အဲ့ဒီဒံယံရတာဘယ်သူလုပ်ထားတယ်ငါတို့ပြည်သူကလုပ်ထားတဲ့ဒံယံလားဒီစစ်ခွေးတွေကလုပ်လို့တိုင်းပြည်ကပြက်ကလာလားအေးချမ်းနေတဲ့တိုင်းပြည်တိုးတက်နေတဲ့တိုင်းပြည်ဟမ် အာအဲ့ဒါလည်းမဟုတ်ဘူးကြည့်ငါတို့ကတော့ဘယ်လိုလုပ်အောင်လုပ်မှာအခုလည်းနေလို့ရတယ်ဝင်ကောက်ဝင်ကြည့်တော့ငယ်ရောက်တယ်ခါတော့တော်နေပြီဘာဖြစ်လို့ဖြစ်ချင်တာလဲကျော်ရွေးကောက်ပွဲဖြစ်မှာမြင့်မြတ်တို့အောင်ခိုင်တို့နော်ဒါတို့ကတော့လူတွေလူစကားနဲ့ထက်ပြောစရာမလိုဘာလို့ဆိုတော့ဒီကောင်လေးရုံလေးနဲ့ပါတနာတွဲပြီးတော့ပီးတန့်ကိုဒါဘောမအတိုင်းဝိုင်းမှာဝင်ဆက်ပြီးလုပ်နေတဲ့ကောင်ဒီကောင်နေလို့လူတက်တော့အခုဒီမှာနော်နေတိုးတို့ တော့ဝင်းနေလို့ဘလူတဲ့ဟိုတယောက်ကနေဝင်းလို့အော်နေဝင်းဆိုရင်ကြည့်မနေ့တနေ့ကလည်းမှမဟာရှန်ကိုလာသေးတယ်ဟမ်ဆော့ဘတ်လာပြောင်းလာကြည့်ဘာမင်းတို့ဘောမအတိုင်းဝိုင်းရပါပြည်သူဆိုတာစကူစိုက်ဆရာမလိုဘူးအဲ့လိုတတ်မှတ်ထားတာလားမြန်မာပြည်သူလောက်စိတ်တဘောထားကောင်းတာမြန်မာပြည်သူပဲရှိတယ်နော်တိလာသူများပြည်သူနဲ့ဆိုမင်းတို့တွေမသာဘဏ္ဍလောင်းထပ်သွားပြီလည်းမသိဘူးမြန်မာပြည်သူတွေကတကယ်ကိုစေတနာ ဟိုဘယ်လိုပြောလဲတဖက်တန်းထိခိုက်နစ်နာအောင်လေတတော်မလောက်တဲ့ပြည်သူတွေမှပါတယ်နေဘောပြည်သူတော်ကြည်နော်နေဘောပြည်သူတွေဘယ်လိုလုပ်လဲဟမ်မဟာထိုင်ထိုင်းနိုင်ငံကြီးတော်အခုလက်ရှိကျွန်တော်ပြောမယ်နော်ဘောမတွေထိုင်းနိုင်ငံကိုလာတယ်ဟိုသူတို့ရဲ့တဘောကတော့ငါတို့တွားနေတာကွာဒီကောင်တွေဘာမှလုပ်လို့မရဘူးထင်လိုက်မယ်ထိုင်းမှာရှိတဲ့လူငယ်တွေအတော်များများပြောစကားဆိုစကားနားထောင်ကြတယ်အရင်ခေတ်ကလိုမျိုးမဟုတ်ကြတော့ဘူး တယ်မတို့နေမတို့ကောင်းတယ်အများကြီးเนาะထိုင်းဖက်ဝင်လေးတသောင်းတသောင်းပေးလိုက်လှုပ်ချင်တယ်လှုပ်မဲ့ကောင်းလေးတပုံကြီးအဲ့ဒီကလေးတွေအားလုံးဟာလူလိုအတ္တိတရားရှိကြတဲ့အတွက်မင်းတို့တွေကောင်းကောင်းဝင်ဖြစ်နေနောက်တစ်ခုကဒီထိုင်းမှာရောက်တဲ့အင်အားစုတွေအားလုံးဟာထိုင်းနိုင်ငံရဲ့အချုပ်အခြာအာဏာဥပဒေကိုထိခိုက်သွားမဲ့အရာမျိုးဒီကလာမှာအရန်အလေးထားကြအကုန်ဝိုင်းထိန်နေကြဒါကြောင့်မို့လို့ပြည်သူမင်းတို့ရှုံးတော့ပါနဲ့မင်းတို့တွေလူဘဝတာများနေပြီเนาะအခုနေဝင်းလို့ဆိုကြည့်ဟမ် ဖိုင်းမှာခက်တယ်နေလာမင်းတို့တွေဘာလဲပြည်သူလီးလံပြတာစောက်ဘူးမဆိုင်ဘူးဆိုတဲ့စောက်ဘူးမဆိုင်ပြုတ်ရင်လင်းပြောကွာငါတို့ကတော့စစ်တပ်ပဲအားပေးမယ်မင်းတို့စစ်တပ်အားပေးတော့မင်းတို့မချိုင်လီးပဲဆိုလီးပဲရောက်ကြပြီတဲ့ပြောမင်းတို့တဲ့ပြောရဲတာပြောလိုက်ရှင်းရှင်းလေးပဲအာဟိုပြည်သူဘလုံးလုံးဘာလုံးလုံးလောက်ပြီးတော့ငါဒီအနောက်ွယ်တိုင်းတဆုံးထိုးမဲ့ကောင်မျိုးတွေငါတို့ပြည်သူအလိုမရှိဘူးဟမ်မင်းတို့အောက်တန်းစားတွေမင်းတို့ဝင်းတထွာလောက်ပဲမင်းတို့တီးတဲ့ကောင်တွေနော်အမှုပညာကိုငွေနဲ့တန်ဖိုးဖြတ်တဲ့ကောင်တွေ င်းတို့တို့ချင်းတဲ့ဒီမိုကရေစီလမ်းကြောင်းဆိုတာပွင့်မှာမဟုတ်ဟမ်အခုကမင်းတို့ကစစ်တပ်အုပ်ချုပ်တာကိုလည်းမလိုချင်ဘူးရွေးကောက်စစ်တပ်အုပ်ချုပ်တာလည်းမလိုချင်ဘူးရွေးကောက်ပွဲလုပ်တော့မလိုချင်ဘူးဆိုရွေးကောက်ပွဲက2020ရွေးကောက်ပွဲကမင်းတို့အမေတွေဟမ်မပါချတဲ့ပွဲလား2020မှာပြည်သူ့ရွေးခဲ့ပြီလေ ရွေးတော်ပွဲကိုရွေးကြိတ်ဘာရွေးတော်ပွဲဆိုတာပြည်သူရွေးချယ်တာကိုလက်ခံရတဲ့ပွဲမဟုတ်ဘူးလားနိုင်ကျင်တဲ့လူကသူတို့နိုင်မှကျင်တတ်ကြတဲ့ပွဲလားကဲအဲ့ဒါဆိုရင်ငါတဲ့ပါတီထောင်မယ်ကွာငါမနိုင်မရှိဒီရွေးတော်ပွဲကမဲလိန်နဲ့မဲခိုးတဲ့အတရားမြတ်အောင်ငါအော်ကျင်တဲ့အော်မယ်ဖြစ်လားရလားဒါပေမဲ့လက်ရှိမြန်မာပြည်မှာအခုလက်ရှိဒီကောင်တွေအဲ့လိုအော်နေကြတာမဟုတ်ဘူးလားဟမ်ဒါကိုဆုံးဆက်မရှိမင်းတို့နေဆန္ဒထွက်ပြတော့မင်းတို့စောက်ခွက်နေမင်းတို့မင်းတို့တွေဒါဆိုတကယ်တရုပ်ဆောင်ခဲ့တာပေါ့ဟုတ်လား ယုံဖို့ကောင်းလိုက်တာကွာတကယ်ပဲအကောင်းပြတာမထင်တာဘူးတော့နေဝင်းတို့ဘာလို့ဆိုအဲ့လောက်ကြီးစောက်ကပြောင်းရဲလိမ့်မယ်မထင်တာဘူးဒါတမင်တက်တက်ကိုဟိုခရရန်ရန်ပြောရင်လီးလံပြတဲ့အခွက်ပဲဗျပြည်သူကိုတော့ငါတို့ပြည်သူတွေပြောတာတော်လိုင်းရင်းနဲ့ပတ်သက်လို့မလုံနိုင်နေနေတော်လိုင်းရင်းမလုံတဲ့သူကိုဘယ်ပြည်သူမှလည်းအပြစ်ပြောဖို့မရှိဘူးပြောတယ်ကောင်စောက်ယူဖို့လို့ပြောတာတော်လိုင်းရင်းမလုံတဲ့သူကိုအပြစ်ပြောလို့မရဘူးဘာလို့ဆိုလူတွေဟာသူ့အကြောင်းတရားအမျိုးမျိုးရှိတယ်မင်းတို့မလုံပဲထိုင်းနေမင်းတို့ဝင်မင်းတို့ရှာစားမင်းတို့ကဘယ်သူမှအပြစ်မပြောဘူးလေးမျိုးကိုလူဆဲတယ်ဆိုတာ လေးမျိုးစောက်ခွက်မချုံမရှင်နဲ့ဘီစီဆိုတာဘာလဲမှအဲ့ဒါတော်လံပြည်သူစော်သားတာတန်းတန်းမလို့လေးမျိုးလူထဆဲတာရှင်းလားအေးလေးမျိုးတွတ်သူဂီတာတွတ်ဒီအချင်းဆိုရမယ်ဘယ်သူမှလေးမျိုးထဆဲမနေဘူးအေးနားလေတယ်အနုပညာဓမ္မအနုပညာလောက်တာမှတ်တယ်နော်ဒါပေမဲ့အနုပညာဓမ္မအနုပညာလောက်တယ်ဆိုပြီးတော့ဒီတတိုင်းမျိုးလုံးမီးရှို့နေတက်ပြက်နေဘုံကျဲနေတဲ့ကောင်တွေအားရဝအောင် သူတို့အတွက်အထောက်အပံ့ဖြစ်တော့အောင်သူတို့အတွက်အခွင့်အရေးတွေရအောင်ဒီလိုမျိုးလှုပ်တာတော့ဒါကပြည်သူကိုတိုက်ရိုက်စော်ကားတာလေကွာနော်လက်ရှိမြန်မာနိုင်ငံလူဦးရေရဲ့အများစုမင်းတို့အခုအာဏာတိုင်းရတဲ့စစ်တပ်ကိုလက်ခံလားမခံဘူးလားဆိုတာမင်းတို့အမှုပညာဖက်ခွက်စားလာကောင်တွေတကောင်းမှမကြည့်နဲ့လားဟမ်ငါတို့မှတော့အမေဒေါအောင်ဆန်းစုကြည်အာဏာရတဲ့အချိန်ဘေးနားအလူရဲ့တွားခဲ့တဲ့စောက်ခွက်တွေအခုကျတော့စောက်ရှက်မရှိဘူးမင်းတို့တွေကိုပြောမယ်နော်ဒီဒေါ်လန်ရေးဟာရှစ်ခေတ်ဒေါ်လန်ရေးတယ်လို့ ကြောက်အောင်ရောကြောက်ရောနဲ့စစ်တပ်နိုင်ဝါမဲ့ထင်ရင်တော့ကြိုက်တယ်လို့လုပ်ကြ။ကြိုက်တယ်လို့လုပ်မပြောဘူး။နော်ဒါပေမဲ့ငါတို့တော်လှန်ရေးဘက်ကနိုင်တဲ့နေ့မင်းတို့စောက်ဖတ်တွေအဲ့တိုင်းပြင်စီနေနော်။စောက်ရှင်းမရှိတဲ့ရုံနဲ့ကျွန်တော်တို့ကအတင်းခိုင်းလို့ပါ။ဟာ policy ကအတင်းရိုက်ခိုင်းလို့ပါကျွန်တော်ကျွန်တော်တို့ဘလို့ချိန်ချောက်ပြီးလုပ်လို့ပါလာမပြောနဲ့။မင်းတို့ချိန်ချောက်ပြီးလုပ်လို့ရှိရင်မင်းတို့နိုင်ငံထောက်ပြေးလို့ရတယ်။နော်မင်းတို့ကောင်မျိုးတတိယနိုင်ငံသွားပြေးတယ်ဘယ်သူမှမင်းတို့မဆယ်ဘူး။ အခုကဘာလဲကွာတတိုင်းပြည်လုံးဘုံကျဲတက်ပြတ်နေနောက်နောက်တစ်ခုရှိတာကဥပဒေကြောင်းရကြည့်အောင်မင်းအောင်လိုင်းအာဏာသိမ်းတာမနက်9နာရီမနက်9နာရီမှာတရားဝင်တာဝန်ထမ်းဆောင်နေတဲ့နိုင်ငံတော်ရဲ့တမတာကိုဖမ်းပြီးတော့မနက်9နာရီမှာကာလုံခေါ်ပြီးအာဏာသိမ်းတာအဲ့တော့မင်းအောင်လိုင်းဒီဥပဒေကြောင်းရအာဏာသိမ်းတာဟုတ်လားမဟုတ်ဘူးလားဥပဒေမဲ့လက်နက်အားကိုနဲ့နိုင်ငံတော်ပုံကံမှုကိုကျူးလွန်တာလူမိုင်းအကုန်တိတယ်လေ အဲ့တော့လူမှုရေးရကြည့်မလားပြည်သူအများစုလက်မခံတဲ့အဖွဲ့အစည်းဒီစစ်တပ်ဟာလက်ရှိချိန်မှာတတိုင်းပြည်လုံးချက်စည်းနေတဲ့အဖွဲ့အစည်းနော်ဥပဒေကြောင်းရကြည့်မြန်တဲ့ဥပဒေမဲ့အာဏာသိမ်းပြီးတော့လက်ရှိယာဒူးတွေတော့မင်းအောင်နိုင်အောင်ဥပဒေမဲ့ယူထားတာဟမ်ယာယီတမနာတို့တမနာတို့ရဲ့ဥပဒေတွေတွက်ကြည့်လိုက်တစ်ဖက်မှာနိုင်ငံဝန်ထမ်းဖြစ်နေတော့ယာဒီတမနာဖြစ်ဖြစ်တမနာဖြစ်တောင်းဝင်ထမ်းဆောင်လိုက်တာနဲ့တစ်ဖက်နိုင်ငံဝန်ထမ်းအော်တိုပြုတ်လက်ရှိမင်းအောင်နိုင်ရာဒူးမနဲ့ခုယူထားတယ် လိုလှုပ်ချင်တိုင်းလှုပ်နေတဲ့ရာဇဝတ်ကောင်ရဲ့နောက်လိုက်အားပေးတာဒီဒါဟာတိုင်းပြည်ကိုတစ္ဆာဖောက်တာပဲမင်းတို့အခုဒီလိုမင်းအောင်နိုင်ရဲ့ရွေးကောက်ပွဲမှာပါဝင်တဲ့ကောင်အကုန်လုံးဟာတိုင်းပြည်ကိုတစ္ဆာဖောက်တာအဲ့ဒါနိုင်ငံတော်ပုံကံမှုမှာထတ်တူကျူးလွန်ကြတဲ့ကောင်တွေဥပဒေရမင်းတို့အပြစ်မှုမြောက်တယ်နော်အကောင်းဆုံးတာဒါကြောင့်မလို့တော်လှန်ရေးမင်းတို့အေးမင်းတို့ဘလို့တွက်လဲတော့မတည်ဘူးကောနော်ငါတို့တော်လှန်ရေးကိုမင်းတို့မနိုင်ပါဘူးကွာဒီကောင်တွေတော်လှန်ရေးကပြီးသွားမယ်ဆိုကြိုက်တယ်လို့မပြောဘူးအဲ့ဒါဆိုလို့လူမျိုးလို့ ဒါပေမဲ့အေးငါတို့တော်လိုင်းနိုင်ဝိုင်းရင်တော့အဲ့ဒီစောက်ွက်တွေအဲ့ဒီစောက်ချိုးတွေအဲ့တိုင်းမရအောင်မှတ်ထားလိုက်အကောင်းပြောတာပင်ငန်းနဲ့ရှင်ငန်းပြပြဒါကမှမဟုတ်ကျွန်တော်တို့ပြည်သူဘက်ကလူတွေကိုကျွန်တော်ပြောချင်တာပြည်သူပြက်သားပါပြည်သူတယောက်ချင်းစီတိုင်းကပြက်သားကြပါဘယ်ဘက်ကိုရက်တည်မှာပြက်ပြက်သားသားရက်တည်လိုက်အကြောက်တရားတွေဘေးပြက်လိုက်ခင်ဗျားတို့ကြောက်လားတော်လှန်ရေးမလို့ဘေးထိုင်နေဒါပေမဲ့ဒီလိုမျိုးတိုင်းပြည်ဖြစ်နေတဲ့ကောင်တွေကိုအားပေးအားမြောက်တော့ ြုတ်ပြီးတော့တိုင်းပြည်ကိုဝိုင်းမဖြတ်ကြပါနဲ့နော်အဲ့တော့မင်းတို့ဒီအမှုပညာဓမ္မဆိုတဲ့တဲမှာလေတကယ်ပြည်သူဘက်ကမှန်ကန်ရက်တည်တဲ့အမှုပညာဓမ္မတွေတေတောင်ကုန်မပြောက်ဘူးမင်းတို့ကောင်းနေဘာတွေလုပ်ပိုင်ခွင့်ရမလဲဘာတွေရတယ်ဟမ်ဒါပေမဲ့မင်းတို့တမိုင်းပြောက်မယ်ထင်တာစောင့်ရှက်မရှိရင်ဆက်လုပ်နော်အဖေနဲ့သားများစကားရိုက်ခဲ့တယ်ဒီနေ့ထိအဲ့ဒီတမိုင်းပြောက်ဟမ်အဖေနဲ့သားများဆိုလို့ရှိရင်လူတွေဘလုံးမြင်တယ် အေးအဲ့ဒါအဖြေပဲနိုင်ငံရေးနဲ့ပတ်သက်လာအဲ့ဒါတော့အရင်ခေတ်ကဒါတော့တော့မဆိုသေးဘူးနော်အရင်ခေတ်ကအနေထားကပြည်သူကလုံးလဲခြံတစ်ဖက်လောက်ပဲရှိသေးတယ်အခုခေတ်မှာပြည်သူကတက်တက်ကိုပွဲထွက်ပြီးတော့လုံးဝအောင်လက်မခံပဲစောနေတဲ့အချိန်မှာမင်းတို့နေဒလိုပြောင်းလို့ရဲတယ်ဆိုရင်ဒါဟာပြည်သူကိုတိုက်ရိုက်စိတ်ခေါ်တာပဲနော်ဇော်မဲလုံးကိုတိုင်ပြောထားတာရှိတယ်အစံဖက်ဓမ္မအနေနဲ့အတူရှင်တွဲနေတိုင်းပေါင်းဖက်လောက်ကရင် အကျမ်းဖက်ဓမ္မပဲတဲ့အကျမ်းဖက်နှိမ်နင်းရေးဥပဒေနဲ့တုတ်တဲ့ရှင်းလင်းခွင့်ရှိတယ်တဲ့ဇော်မဲလုံးကိုယ်တိုင်ပြောထားတာနော် CRPH ကအလက်ရှိအာဏာသိမ်းတဲ့စစ်တပ်ကိုဘလို့ကြီးညာထားတယ်အကျမ်းဖက်အဖွဲ့အစည်းဖြစ်ကြီးညာထားတယ် CRPH ဆိုတော့ကုလသမဂ္ဂကစပြီးတော့တရားဝင်ဖြစ်သတ်မှတ်ထားတဲ့အဖွဲ့အစည်းနော်မင်းတို့အဲ့လောက်ပဲပြောမယ်ဒါကြောင့်မို့လို့လက်ရှိစစ်ကောင်စီရဲ့ရွေးကောက်ပွဲမှာပူးပေါင်းပါဝင်ပတ်သက်တဲ့ဘယ်ပုတ်ကိုဘယ်သူမဆိုရန်သူစင်းရဲတွေထည့်ဝင် ရှိတယ်။ဒါ PDF တွေ UGD တို့ဒါရိုက်ပြောတာ ထဲခွင့်ရှိတယ်အဲ့ဒါတွေအားလုံးကပြည်သူရန်သူတွေပဲပါကျွန်တော်ပြောတာမဟုတ်ဘူးဇော်မဲလုံးကိုလည်းပြောတာကတော့ကြည့်အကျမ်းဖက်ဓမ္မတွေနဲ့အတူရှင်တွဲနေတိုင်းပေါင်းဖက်အကျမ်းဖက်တိုက်ပြေဥပဒေနဲ့အေးအေးယူဝင်ရှိတယ်တဲ့ရှင်းနေတယ်နော်အဲ့တော့ဇော်မဲလုံးပြောထားတဲ့အတိုင်းပဲပေါ့ခြိုက်တဲ့ကောင်ပေါင်းပါပြည်သူကိုစောက်ခွင့်မရှိလို့ပေါင်းတာပေါင်းအေးနောက်တစ်ချိန်အကျိုးတွေနော်ဖြစ်လာတဲ့အချိန်ကြမှာစိုးကြိုးတွေထွက်ပေါ်လာတဲ့အချိန်ကြမှာအာကျွန်တော်တို့ကပြည်သူကလာမလို့နဲ့မင်းတို့ပြည်သူမဟုတ်တော့ မင်းတို့ပြည်သူမဟုတ်ပြည်သူဆိုရင်ပြည်သူနေရာနေရရှင်းရှင်းလေးပဲ